ိတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာရှရဏသမ္ပန္နောသူကတော လောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထာဒေဝ မနုဿနံဘုဒ္ဓောဘဂဝါဂုံတော်တစ်ပါးချင်းစီကိုနှလုံးသွင်းကြည့်မယ်အရဟံကိလေသာပုကင်း၍ ငြိမ်းအေးသောစိတ်နှလုံးရှိတော်မူပါသောမြတ်စွာဘုရားကိလေသာတရားတွေဆိုတာပူစီတဲ့ညှဉ်းနှံစီတဲ့တရားစုတွေလူချင်းမမောမှုလောဘဖြစ်ရတာပူလောင်နေစိတ်တိုင်းမကြမှုဒေါသတွေဖြစ်ရတာပူလောင်နေဘဝခန္ဓာရဲ့အကြောင်းကိုအမှန်မသိမှုမောဟတွေနဲ့နေရတာပူလောင်နေ နာလိုမှုဝန်တုံမှုတွေဖြစ်ရတာပူလောင်နေအဲ့လိုပူလောင်တဲ့ကိလေသာတရားတွေဟာမြတ်စွာဘုရားရဲ့တန်တမ်းမှာဘာတစ်ခုမှမဖြစ်တော့ဘူးအရဟတမဉဏ်နဲ့အမြင့်ပြတ်ပဲသက်ပြီးပြီဘလောက်မမောเสียကောင်းတာနဲ့တွေ့တွေ့မြတ်စွာဘုရားမှာလောဘဖြစ်တယ်ဆိုတာမရှိဘူးဘလောက်မကျေနပ်เสียကောင်းတာနဲ့တွေ့တွေ့ မြတ်စွာဘုရားမှာဒေါသဖြစ်တယ်ဆိုတာမရှိဘူးအဲဒါလို့ပူတဲ့လောင်တက်တွေမရှိလို့မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာပဂတိငြိမ်းအေးတော်မူတယ်တမ္မာတမ္ဗုဒ္ဓလုံးစုံသောတရားတို့ကိုမဖောက်မပြန်ကိုယ်ပိုင်ဉာဏ်ဖြင့်မှန်ကန်စွာသိမြင်တော်မူပါသောမြတ်စွာဘုရားမြတ်စွာဘုရားဆိုတာ တဘာဝတရားတွေကိုဖန်တီးသူမဟုတ်ဘူးသိမြင်သူသာဖြစ်တယ်တဘာဝတရားတွေရဲ့အကြောင်းကိုပြီးပြည့်စုံအောင်သိမြင်နားလည်သူသာဖြစ်တယ်ဒါတွေကဆင်းရဲကြောင်းတရားဒါတွေကတော့ချမ်းသာကြောင်းတရားဒါတွေကတော့တဏှာဝိဒုက္ခကလွတ်မြောက်ကြောင်းတရားလို့အဲ့ဒါလိုတဘာဝတရားတွေရဲ့အကြောင်းကိုမြတ်စွာဘုရား ကိုယ်တော်တိုင်မှန်မှန်ကန်ကန်ပြည့်ပြည့်စုံသိမြင်တော်မူ၏ဝိဇာရှရဏတံပါနောမျက်စိနဲ့တူသောအတိညာဝိဇာခြေထောက်နဲ့တူသောအကျင့်စရဏတရားတို့ဖြင့်ပြည့်စုံတော်မူပါသောမြတ်စွာဘုရားလူရပနိုင်ကိုရောက်ဖို့အတွက်မျက်စိနဲ့တူတဲ့အတိညာပညာရှိဖို့လိုသလို့ ခြေထောက်နဲ့တူတဲ့အကျင့်စရဏတရားနဲ့လည်းပြည့်စုံမှုလိုတယ်။အတိရောအကျင့်ရောနှစ်ခုလုံးပြည့်စုံမှ လိုရာခီးကိုရောက်နိုင်တာ။မြတ်စွာဘုရားဟာဝိဇ္ဇာနဲ့လည်းပြည့်စုံတော်မူတယ်။စရဏတရားနဲ့လည်းပြည့်စုံတော်မူတယ်။သူကတော်တတ္တဝါတို့ဟာအကျိုးများကြောင်းဟုတ်မှန်သောစကားကောင်းကိုသာ မြတ်စွာတော်မူပါတော်မြတ်စွာဘုရားမြတ်စွာဘုရားဘုရားဖြစ်တဲ့ညကစပြီးတော့ပြိဋိဘံစံတဲ့ညအထိဒီညနှစ်ညကြာမှာမြတ်စွာဘုရားပြောခဲ့တဲ့စကားတွေဟာပြောတဲ့အတိုင်းမှန်နေဒါကြောင့်မြတ်စွာဘုရားတထာဂတမြည်တယ်လို့မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့ဘူးတယ်မြတ်စွာဘုရားပြောခဲ့တဲ့စကားတွေတိုင်းဟာ တတ္တဝါတွေချမ်းသာဖို့အကျိုးရှိဖို့ကြီးပဲလောကဝိရူလောကအလုံးကိုသိမြင်တော်မူပါတော်မြတ်စွာဘုရားမြတ်စွာဘုရားလုံးစုံသောလောကကိုသိမြင်တော်မူတယ်တဲ့တတ္တလောကလို့ဆိုတဲ့တတ္တဝါတွေအကြောင်းကိုအသေးစိတ်ပြည့်စုံအောင် သိမြင်တော်မူတယ်ဒီတတ္တဝါဟာဘာကြောင့်ဒီလိုဖြစ်နေတာသူ့အကြိုက်ကဘယ်လို့ သူ့ဇိုက်ကဘဲပုံအကုန်စင်တည်တယ်တတဝါတူချင်းစီရဲ့ကိလေသာအထူပါသူတော်ကောင်းတက်ခံအမှုရဲ့အရာအလုံးကိုခေးစီတင်ညာတည်တော်မူတယ်သင်္ခါရလောကလို့ဆိုတဲ့ယုံနယ်နေရဲ့အကြောင်းကိုလည်းပဲအသေးစိတ်အကုန်စင်သိမြင်တော်မူတယ်ရုပ်တည်နဲ့နေဘယ်လိုဖြစ်ပေါ်နေကြသလဲ ဘာကြောင့်ဖြစ်ပေါ်နေကြတယ်လဲဘယ်လိုတွေဆက်ဖြစ်မလဲအသေးစိတ်အကုန်သိတယ်ပဋ္ဌံတရားဆိုတာမြတ်စွာဘုရားဘလောက်သိတယ်လဲဆိုတာရဲ့အသက်တွေပဲဩကာသလောကလို့ဆိုတဲ့ကမ္ဘာလောကကြီးအကြောင်းကိုလည်းအကုန်စင်သိမြင်တော်မူတယ်သိတော်မူလို့စက်ကြောလားအနန္တလို့မြတ်စွာဘုရားဟောခဲ့တာမြတ်စွာဘုရား လောကအလုံးကိုသိမြင်တော်မူတယ်။နှုတ်တော်ပုရိသဓမ္မတာရထိစုံမလိုက်သောတတ္တဝါတို့ကိုကိလေသာခင်ယဉ်ကျေးခြင်းသို့ရောက်အောင်စုံမတော်မူရ၌အတုမရှိအမျက်ဆုံးဖြစ်တော်မူပါသောမြတ်စွာဘုရား။တတ္တဝါတွေကို ကောင်းမွန်ပြုပြင်နိုင်တဲ့နေရာမှာမြတ်စွာဘုရားအစွမ်းနိုင်ဆုံးပဲ။အတုမရှိအမျက်ဆုံးပဲ။ ရာဂဒေါသမောဟတို့ကြောင့်ရိုင်းဆိုင်နေတဲ့တတ္တဝါတွေကိုရာဂဒေါသမောဟကင်းပြီးယဉ်ကျေးခြင်းတို့ရောက်အောင်ဆုံးမတဲ့နေရာမှာမြတ်စွာဘုရားအသာဆုံးမြတ်ဆုံးပဲတတ္တာဒီဝမနုဿာနံတန်တရာခီသောတတ္တဝါအများတို့ဤရှည်သောခေါင်းဆောင်ကြီးဖြစ်တော်မူပါသောမြတ်စွာဘုရားတန်တရာဆိုတာ ရှက်တမ်းဖို့ခက်တဲ့အလွန်ကြမ်းတမ်းတဲ့ကန္တာရခရီးခဲကြီးပဲတတ္တဝါတွေဆိုတာခရီးတဲ့တွေပဲမြတ်စွာဘုရားဟာတတ္တဝါတွေကို လိုရာခီးရောက်အောင်ဆောင်ကျင်းပေးမဲ့လမ်းခီးမှာကျွမ်းကျင်လိမ့်မာတဲ့ရှည်သွားကောင်းဆောင်ကြီးပဲအမြတ်ဆုံးဆရာကြီးပဲလမ်းခီးကိုကျွမ်းကျင်လိမ့်မာတဲ့ရှည်သွားကောင်းဆောင်မပါပဲခရီးတဲ့တွေဟာလိုရာခီးကို ဘေးကင်းရန်ကင်းရောက်ဖို့ဆိုတာဖြစ်နိုင်ဘူးဘဝခီးချုံွေဖို့တန်လျာခီးချုံွေဖို့နိဗ္ဗာန်လို့ဆိုရဲမရောက်ဖူးတဲ့အရက်ကို ရောက်အောင်သွားတဲ့နိဗ္ဗာန်ခီးချုံွေဖို့ခီးမျိုးစုံချုံွေဖို့အတွက်ရသော်ဖျားရဲ့အစိုးမလမ်းညွန်ချက်တွေဟာတခုတည်းသော အာကိုရပဲဘုဒ္ဓသစ္စာလေးပါးအမှန်တရားတို့ကို ကိုယ်တိုင်လည်းသိမြင် တပားသူတို့ဟာလေတိစီတော်မူရပါတော့မြတ်စွာဘုရားရုံဏတို့ရဲ့ဆင်းဆင်းမပြတ်ဖြစ်ပေါ်ပြောင်းလဲနေတဲ့ဒီဘဝဒီဖြစ်စဉ်ကြီးဟာဆင်းရဲမှုတသက်ကြီးပဲလို့ဘဝရဲ့ဒုက္ခသစ္စာသဘောကိုမြတ်စွာဘုရားဟာသိတော်မူတယ်လိုခြင်းမှုရခြင်းမှု ဖြစ်ခြင်းမှုတဏှာလောဘဆိုတာဆင်းရဲခြင်းရဲ့အကြောင်းတရားအမှန်ပဲလို့ လောဘရဲ့သမှုရိယတစ္ဆာသဘောကိုသိမြင်တော်မူတယ်။အဲ့ဒီလောဘကိုလည်းအကျွင်းမဲ့ပြတ်တတ်တော်မူတယ်။လောဘငြင်းခြင်းသည်ဆင်းရဲငြိမ်းရနိဗ္ဗာန်ပဲလို့လောဘကုန်ခန်းခြင်းရဲ့និရောဓတစ္ဆာသဘောကိုသိမြင်တော်မူတယ်။အဲ့ဒီនិရောဓတစ္ဆာကိုလည်းမျက်မှောက်ပြုတော်မူတယ်။တဘာဝတရားတွေရဲ့အကြောင်းကို မမှန်ကန်ကန်သိမြင်ခြင်းတမာဒိဋ္ဌိကောင်းဆောင်တဲ့မဲခင်ရှိပါဆိုတာဒုက္ခငြိမ်းရာနိဗ္ဗာန်သို့ဆက်ရောက်စေတဲ့လမ်းပဲလို့မဲခင်ရှိပါရဲ့ဒုက္ခငြိမ်းချောင်းလမ်းစဉ်အဖြစ်ကိုလည်းသိတော်မူတယ်။အဲ့ဒီမဲခင်အကျင့်ကိုလည်းပွားများပြီးဖြစ်တယ်။အဲ့လိုသစ္စာလေးပါးကိုထွထွင်းပြီးသိတော်မူလို့မြတ်စွာဘုရားရှင်ရဲ့ဒုက္ခအလုံးချုပ်ငြိမ်းတော်မူတယ်။ ်မြတ်စွာဘုရားဟာကိုယ်တိုင်တစ္ဆာလေးပါသိပြီးဒုက္ခငြိမ်းအောင်ဆောင်ရွက်နိုင်ုံမြမကပဲနဲ့တတ္တဝါတွေကိုလည်းတစ္ဆာလေးပါသိပြီးဒုက္ခငြိမ်းအောင်ဘဝတစ်လျှောက်လုံးဆောင်ရွက်တော်မူခဲ့တယ်ဘဂဝါပြုကျင့်ခဲ့သောပါရမီတော်နန္ဒတို့ကြောင့်လောကီလောကုတ္တရာကောင်းမြတ်သောဂုံဖြာပြာတို့ဖြင့်ကောင်းစွာကုန်လုံးပြည့်ပြည့်စုံတော်မူပါသောမြတ်စွာဘုရား လေးတင်ချင်တဲ့ကမ္ဘာတသိမြင့်မြတ်တဲ့ပါရမီလုပ်ငန်းတွေကို မရေတွက်နိုင်အောင် ပြုလုပ်ဖြည့်ဆည်းတော်မူခဲ့လို့ဖျားဖြစ်မဲ့ဘဝမှာဘာမှလူလီသေးမရှိပြည့်စုံအောင်ပါရမီတရားတွေဟာဖက်ဖက်ကနေချိုးပေးကြတယ်။ဒါကြောင့်မြတ်စွာဘုရားရုပ်ရည်အားဖြင့်လည်းအတင့်တယ်ဆုံးဉာဏ်ပညာအားဖြင့်လည်းအထက်မြတ်ဆုံးသူတော်ကောင်းတရားအားဖြင့်လည်းပဲအမြင့်မားဆုံး ဘုံကျက်တည်အဖြစ်လဲအကြီးအကျယ်ဆုံးဖြစ်ရတယ်။ဒါကိုပဲဘုံတော်နန္ဒကံတော်နန္ဒညံတော်နန္ဒတကူတော်နန္ဒပါရမီတော်နန္ဒလို့ချီးကျူးပူဇော်ကြတာ။ဘဝပေါင်းများစွာ ကောင်းတာတွေကိုပြည့်ပြည့်စုံအောင် ပြုလုပ်ခဲ့လို့ဖရားဖြစ်တဲ့ဘဝမှာဘယ်ဘက်ကမှလူလီသေးမရှိ လောကီ လောကုတ္တရာခုံပေါင်းများစွာနဲ့အလျံပဲပြည့်စုံတော်မူတာ။ ရဟံစဘဂဝါဆုံးကိုဝါသောဂုဏတို့နဲ့ပြည့်စုံတော်မူပါသောမြတ်စွာဘုရားကိုယုတိမြတ်နိုးရှ िख ိုးပူတော်ပါ၏ဖျား